ရန်ကုန်တိုင်းဒေသကြီးလှိုင်တိုင်ယာမြို့နယ်အတွင်းဒူးဆိုင်မှုကျူးလွန်သူတွေခေါ်အားမှုမရှိရေးဆောင်ရွက်စဉ်တရားခံပြီးနှစ်ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါဗျ။အဲ့ဒီဖြစ်စဉ်မှာလှိုင်တိုင်ယာမြို့နယ်အတွင်းလုံခြုံရေးရဲရွာအေးချမ်းတာယာရေးနဲ့နေမြေအတွင်းခုံမှုလူရမှုကျူးလွန်သူများကိုဖမ်းဆီးရမိရေးနဲ့တရားခံပြီးများဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိရမှာ2015ခုနှစ်ဇွန်လအတွင်းကတောင်ကလာပါမြို့နယ်မှာလောင်းကစားဥပဒေပုံမှာစစ်နှစ်ကစီနဲ့အမှုရင်ဆိုင်နေစဉ်ထွက်ပြေးတိတ်ရှောင်နေတဲ့တရားခံပြီး ဖြစ်သူငိုးကြော်ထွေးခေါ်ကလပ်ပူ22ကိုလှိုင်းသာယာမြို့နယ်ကိုရက်ကွာ BOC လမ်းဆောင်မှာဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါဗျ။အလားတူမိုင်ကြီးခွဲငွေကြီးတောင်းခံတာကြောင့်လှိုင်းသာယာမြို့နယ်တောင်ကြီးနယ်မြေရဲစခန်းတွင်ဘာရှိခွန်တင်မြင်းဆောင်2014ရာဇသက်ကြီးဥပဒေပုံမှ၄၅နှစ်မြင်းဆောင်3 3 1 1 4အမှုပြင်ရာဇသက်ကြီးပုံမှ2 6လေးမြင်းဆောင်9 6မြင်းဆောင်1 1 4အမှုတို့မှတရက်ခံပြည့်ဖြစ်တဲ့ဝင်းအောင်ခေါ်မြောက်ကြီးကိုလှိုင်းသာယာမြို့နယ်ခုနှစ်ရက်ကွာမှာတရင်အရာအသီးသီးဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ောင်းရန်ကုန်တိုင်းဒေသရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။အဲ့ဒီလိုဖမ်းဆီးရမိခဲ့တဲ့တရားခံပြင်းများဖြစ်တဲ့မိုးကြော်ထွေးခေါ်ကလပ်ဘူးနဲ့ဝင်းအောင်ခေါ်မြောက်ကြီးကိုသူတို့ကျူးလွန်ခဲ့တဲ့အမှုတွေနဲ့ဆက်လက်အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်းရန်ကုန်တိုင်းဒေသရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။